ေလ18ရက်နေ့တွင်ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းဆက်မီဒေတာပိုင်ပိုဘီလီယာရှိခီးသည်ရင်ကာပစကားတစည်းကိုရုရှားကဒရုန်းတစ်စီးဖြင့်တိုက်ခိုက်ခဲ့သည်ဟုတာဝန်ရှိသူများကထုတ်ပြန်ထားပါသည်။အဆိုပါတိုက်ခိုက်မှုတွင်ပြည်သူ၉ဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများကသတင်းထုတ်ပြန်ထားပါသည်။ပထမဆုံးအကြိမ်အပြစ်ကရဲဆွေးရေးဆွေးနွေးပွဲကျင်းပပြီးနောက်တနအီအကြာတွင်အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ရုရှားနယ်စပ်နှင့်10ကီလိုမီတာအကွာတွင်ရှိသောပိုင်ဘိုဗီလီယာမြို့တိုက်ခိုက်ခံရပြီးနောက်ယူကရိန်းမျိုးသားရဲတပ်ဖွဲ့ကဒရင်းတပ်ပုံများကိုထုတ်ပြန်ခဲ့ပါသည်။အခင်းဖြစ်ပွားရာမြို့တွင်စနေနေ့မှလာမယ့်တနင်္လာနေ့အထိဝန်ထဲပူဆွေးခြင်းအထိမ့်မဲ့နေရများအဖြစ်သတ်မှတ်ထားကြောင်းဒေသဆိုင်ရာအကြီးအကဲယူရီဇာကိုကပြောကြားခဲ့ပါသည်။ထိုအခင်းဖြစ်ပွားရာစနေနေ့ကိုလည်း Black Saturday နေ့အဖြစ်သတ်မှတ်ခေါ်ဆိုခဲ့ပါသည်။ ပြီးခဲ့သည့်တောက်ကြနေကရုရှားနဲ့ယူကရိန်းသည်တူရကီနိုင်ငံတွင်ပြစ်ခတ်ရဆွေးရေးဆွေးနွေးပွဲများတွေ့ဆုံဆွေးနွေးခဲ့တော်လဲအောင်မြင်မှုမရရှိဘဲနှစ်နာရီကြာတွင်ပြီးဆုံးသွားခဲ့ပါသည်။ထို့တွေ့ဆုံဆွေးနွေးပွဲသည်2022ခုနှစ်ဖေဖော်ဝါရီလအစောပိုင်းကာလရုရှားကယူကရိန်းကိုစတင်ကျူးကျော်ဝင်ရောက်ပြီးနောက်ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီးနှစ်ဖက်စလုံးကအချင်းသားလဲလှယ်ရေးကိစ္စကိုသဘောတူခဲ့ကြတော်လဲတိုက်ပွဲများဆက်လက်မဖြစ်ပွားရေးကိုတော့သဘောတူညီချက်မရရှိခဲ့ကြောင်းသိရပါသည်။ ယူကရိန်းသမ္မတကအမေရိကန်၊ပြင်သစ်၊ဂျာမနီ၊ပိုလန်နဲ့ UK နိုင်ငံခေါင်းဆောင်များနဲ့ဆွေးနွေးခဲ့သည်ဟုပြောပါရယ်။အဗေးနီးယားတွင်ကျင်းပသည့်ဥရောပခေါင်းဆောင်များအစည်းအဝေးတွင်မော်စကိုအားအပြစ်ခက်ရစဲကူကိုညှိပယ်ပါကပြင်းထန်သောပိတ်ဆို့ရေးမှုများပြုလုပ်ရန်တိုက်တွန်းခဲ့ပါရယ်။ရုရှားတို့ဘက်မှာအပြစ်ခက်မရေမချင်းနှီးမျိုးစုံနဲ့ဖိအားပေးရမည်ဟုဇာလန်စကီက H တွင်ရေးသားဖော်ပြထားပါတယ်။